WB ကိုကြည့်ရှုနေသူများအားလုံးပဲမင်္ဂလာပါခင်ဗျာမလ26ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာတွေ channel တွေကစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးနေတဲ့အစီအစဉ်ကိုစတင်တော့ပါပါဒီအစီအစဉ်ကိုကျွန်တော်အောင်သူနဲ့ကျမနွယ်နေတို့ကတင်ဆက်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအစီအစဉ်ရဲ့ပထမဆုံးအနေနဲ့ပါတယ်များယူချက်ထားတယ်ခဲ့ဟုတ်ကဲ့ပါညီမကတော့ဒီထဲမှာတွေ့ရှိရတာ7 day နဲ့စံတော်ချိန်ကဒီခေါင်းစည်းလေးနှစ်ခုသွားတူနေတာတွေ့ရတယ်ပေါ့အဲ့တော့ဒါမှညီမဒီစံတော်ချိန်ကခေါင်းစည်းလေးကိုရွေးပေးထားပါတယ်ဝင်ကြီးအစ်မများကိုပိုင်ငွေဖြစ်တာပြီဘောကဝယ်ယူရမည်တက်တန်းပြေကနောက်လူအတွက်ထားခဲ့ရန်တော့စုညွှန်ကြား ဒါတော့တမနာဦးသိန်းစိန်လက်ထက်တုန်းကဒီပြည်ပေါ်ကပစ္စည်းတွေပေါ့နော်ဒါကိုယ်တိုင်ဝယ်ယူရတယ်ကိုယ့်ဘာသာကိုဖြည့်ထားတယ်ဆိုပြီးတော့ဒီပြည်တိုင်းဝန်ကြီးဌာနဦးရဲ့ထုတ်ပြောထားတာရှိရယ်ပေါ့နော်ဒါကသို့လို့သို့လို့ပုံမှန်မျိုးပေါ့နော်ဒါဘယ်လိုပုံမှန်မျိုးရှိလဲဆိုတာတော့ဘယ်လိုသတင်းတွေထွက်ပေါ်ပဲလဲဆိုတာတော့မသိဘူးဒါဦးတော်စုကဒါနဲ့ပတ်သက်ပြီးတော့သူကပြောထားတဲ့သတင်းလေးပါနောက်တစ်ပုတ်ကတော့ဒီဟိုမှာပါတယ်ပေါ့နော် Daily 11မှာပါတဲ့သတင်းလေးတစ်ပုတ်ပါရှင်။သမရဦးသိန်းစိန်ကပြည်အောင်စုလွတ်တော်အကြီးမှုထံပေးပို့ထားသည့်၎င်း၏ပိုင်ဆိုင်မှုချိတ်ပိတ်စာအရာ ပြန်လဲတောင်းယူသွားကြောင်းပြည်တော်စုလွတ်တော်နိုင်ကအတီးပြုဆိုပြီးတော့ဒီထက်မှာခေါင်းစည်းလေးတင်ထားပါဗျ။ဟုတ်ကဲ့ပါ။နောက်တစ်ခုကတော့မနေ့ကဒီ stock exchange ဖွင့်တာပေါ့နော်။ stock exchange ဖွင့်ပွဲပြုလုပ်တယ်ပေါ့။ပထမဦးဆုံးဒီ FMI ကုမ္ပဏီကဖွင့်တာပါ။ဒါနဲ့ပတ်သက်ပြီး7 day ကခေါင်းစည်းလေးတင်ထားပါဗျ။ရန်ကုန် stock exchange ပထမဆုံးနေ့တွင် FMI ကုမ္ပဏီဤအစုရှယ်ယာ16ရာခိုင်နှုန်းဈေးတက်ဆိုပြီးတော့ဒီခေါင်းစည်းလေးတင်ထားပါပေါ့။မနေ့ကဒီစောက်ဖွင့်ဖွင့်ခြင်းမှာပဲ ကျပ်3ဘီလီယံကျော်ရောင်းဝယ်ဖြစ်ခဲ့တယ်ဆိုပြီးတော့လည်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်ရှင်ဟုတ်ကဲ့ပါကျွန်တော်ကတော့နောက်ထပ်အစီအစဉ်တစ်ခုအနေနဲ့ပေါ့နော်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်ကတော့ဒီ Dubai Weekly သတင်းဌာနမှာပါတဲ့ပေါ့နော်ကျွန်တော်အဲဒီတော့အပေါ်လေးတစ်ပုဒ်ကိုကျွန်တော်ဖတ်ပြပေးကြပါတယ်ဒါကတော့ဘာကိုဖော်ပြပေးထားတာလဲဆိုတော့နောက်လာတရက်နေ့ကစပြီးတော့ဖုံးပေအခေါ်ကနေပြီးတော့ ဖုံးပေအခွန်900ရာခိုင်နှုန်းပေးဆောင်မယ်ကိစ္စဟာဖြစ်တဲ့သလားမဖြစ်တဲ့သလားဆိုတာနဲ့ပတ်သက်ပြီးတော့အဲဒါနေပြီးတော့အဲဒါအပေါ်30ချက်လေးဖော်ပြပေးထားတာပါကျွန်တော်ဖတ်ပြပေးပါမယ်လေခွန်ဆောင်သူနဲ့စီကြက်သူတို့ရဲ့တာဝန်ဆိုပြီးတော့အကောင်းဆုံးပေးထားပါတယ်ဒီမှာဖော်ပြပေးထားတာကတော့ mobile telephone များမှတဆင်နဲ့ဖုံးပြောကုန်များကောက်ခံတော့မှာဖြစ်ကြောင်းပုတ်ကလေးက telephone ကုမ္ပဏီနှစ်ခုကတဆင်ထုတ်ပြန်ထားရာ တတိဖုံသုံးဆွဲသူအလုံးအတွဲတဲ့တတိပေးခေါလောင်းထုတ်လိုက်တယ်လို့ဖြစ်နေပါတယ်ပုံမှန်အဖြစ်နိုင်ငံသားမှန်ရင်နဲ့နိုင်ငံတော်ကိုပေးဆောင်ရမယ်အခွန်အခတွေပေးဆောင်ရန်တာဝန်ရှိတဲ့အတွက်မိုဘိုင်းဖုန်းပြောကအခွန်ကောက်ခံခြင်းကိုလည်းပြောစရာမရှိပေမဲ့လည်းကောက်ခံတဲ့စနစ်ကောက်ခံမဲ့ယာဂိုင်နှုန်းတို့ကတဲ့မျှတမှုရှိမရှိပြောစရာတော့ရှိပါတယ်ကမ္ဘာပေါ်မှာရှိနေတဲ့နိုင်ငံတော်တော်များများမှာတဲ့ mobile telephone operator တွေကတဆင့်အခွန်ကောက်ခံခြင်းရှိသလို mobile phone သုံးဆဲသူတွေထံကပြောဆိုတဲ့အပေါ်မှာလည်းအခွန်ဒိုင်းရိုက်ကောက်ခံ ်ဂျင်းမျိုးလေတဲ့ရှိတော့လဲကောက်ခံတဲ့ပုံစံအပေါ်မူတည်ကနှုံးထားနေတဲ့ကွဲပြားပါတယ်နိုင်ငံအသီးသီးမှာတက်ဆိုင်ရနိုင်ငံသားတို့ရဲ့တနစ်ဗျမ်းမြဝင်ဝင်နိုင်ငံတလုံးတစ်ခုလုံးရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပေါ်မှာမူတည်ပြီးတော့ကောက်ခံတဲ့ပုံစံနဲ့နှုံးထားတွေကွာခြားသွားတဲ့ပြီးတဲ့မြန်မာနိုင်ငံကဲ့သို့စင်ရသွင်းနဲ့နေတဲ့နိုင်ငံမျိုးမှာတဲ့ကနေဦးကောက်ခံတဲ့မိုဘိုင်းဖုန်းအခွန်အခတွေကလည်းများစွာစဉ်းစားချင့်ချိန်ဖို့လိုအပ်ပါတယ် ဆရာနာရှင်စနေအောင်ပါလေအာနာရှင်တို့ရဲ့စီယုံရေးလက်နက်တပွဲအသုံးပြုခဲ့တဲ့အတွက်ကြောင့်မလို့တဲ့မိုဘိုင်းဖုန်းစင်ကတခုကိုမြမငွေကျက်15သိန်းအထိရတရားဝင်ရောင်းချခဲ့ပြီးတော့ပြင်ပဈေးကွက်မှာတဲ့ကျက်သိန်း40အထိခန့်ဖြစ်သွားခဲ့တဲ့အတွက်ကြောင့်မလို့တာမန်လူတွေနဲ့အလန်းဝေးလုံးတဲ့ဇင်ငံပစ္စည်းတခုအတွင်ကိုလည်းရှိခဲ့ပါလေတဲ့ဒါအပြင်မိုဘိုင်းဖုန်းတွေကိုအကန့်အသတ်ဖြစ်ပေးခဲ့တဲ့အချိန်ကပဲနဲ့မြမနိုင်ငံဟာဒေသအတွင်းနဲ့လေလိုင်းပေါ်မှာတဲ့ဖုန်းအများဆုံးအသုံးပြုတဲ့နိုင်ငံဖြစ်ပြီးတော့ယခုအချိန်မှာတဲ့အထောက်အထားမှတ်ပုံတင်ပြစရာမလိုပဲကျက်9000နဲ့ဝယ်ယူလို့ရတယ်ပေါ့နော် အချိန်မှာပေါ့ဖုံးအသုံးပြုမှုကိုတဲ့ခံမှန်းကြည့်နိုင်ပါတယ်တဲ့ကျွန်တော်တို့ချက်သိန်း40လောက်ထိမြင့်နေတဲ့အချိန်မှာတော့မှမြန်မာနိုင်ငံကလေလိုင်းပေါ်မှာဖုံးအသုံးပြုတဲ့အများဆုံးနိုင်ငံတစ်ခုဖြစ်နေတဲ့အချိန်အခုကတော့ကျွန်တော်တို့မှတ်ပုံတင်ရပြကြရမလို့အထောက်ထားတဲ့ပြကြရမလို့ဖုံးစင်ကတကက်ကို1500လောက်နဲ့ကြိုက်တဲ့နေရာမှာဝယ်လို့ရတဲ့အချိန်မှာလူဦးရေဖုံးသုံးဆဲတဲ့လူဦးရေဘယ်လောက်ထိများသွားမလဲဆိုတာကိုအဲ့ဒါထောက်ပြထားတာပါဒီမှာဆက်ပြီးတော့ဖော်ပြထားတာကတော့အခြားတစ်ဖက်မှာလည်းရခင်တို့ကမြန်မာလွန်တဲ့ ဈေးနှုန်းကြောင်းနဲ့ငွေကြေးမတက်နိုင်တဲ့မိုဘိုင်းဖုန်းတွေနဲ့အလှမ်းဝေးခဲ့ပြီးတော့မျိုးသိပ်လာခဲ့ရခြင်းကိုတဲ့ယခုတက်နိုင်တဲ့အချိန်မှာအတိုးချပြီးတော့အသုံးပြုနေကြတဲ့သဘောဖြစ်ခြင်းကြောင့်လေလူချင်းနေစဉ်တွေ့နေရသူအချင်းချင်းကြားမှာပဲမိုဘိုင်းဖုန်းတုံးပြီးတော့နေစဉ်ဆက်သွယ်ပြောဆိုခြင်းအရေးမကြီးတဲ့တာမန်ကိစ္စတွေကိုတဲ့မိုဘိုင်းဖုန်းနဲ့အချိန်ကြာမြင့်စွာပြောဆိုခြင်းတွေတဲ့လွန်ကဲလူနီးနီးဖြစ်နေပါတယ်ဒီအချိန်တွေမှာတဲ့မိုဘိုင်းဖုန်းပြောကားအပေါ်မှာတဲ့တရားဝင်အခေါ်ကောက်ခံရမှာတူးချင်းစီရဲ့မိုဘိုင်းဖုန်းအတွက်တဲ့ကုန်ကြမ်းစိတ်တည်တာသောမြင့်တက်လာမည်ဖြစ်သောကြောင့်မိမိတို့အလုပ်သဘောတဘာဝ ိုဘိုင်းဖုန်းသုံးစွဲပြီးတော့ဝင်ငွေရှာဖွေနိုင်မှုလားစေဝင်ငွေအချိုးအစားတို့ကိုလည်းချင်းချိန်ကအကျိုးရှိအသုံးချတဲ့ရဲ့အထူးလိုအပ်ပါတယ်။မြို့တော်ပင်ဖြစ်စေတဲ့နိုင်ငံသားမှန်သမျှအခွန်ထမ်းဆောင်ခြင်းနဲ့နိုင်ငံသားတာဝန်ခြေပုံကြောင့်လည်းပြသရန်လိုအပ်တဲ့ကဲ့သို့လည်းအစိုးရတို့ဒီလည်းမိမိတို့နိုင်ငံသားရဲ့လက်ရှိအခြေအနေနဲ့အဆက်တဲ့အခွန်စည်းကြမ်းမှုဖြစ်စေရန်နဲ့ရရှိတဲ့အခွန်အခတွေမြို့တော်မြို့ပုံသုံးစွဲသူဆိုခြင်းကိုလည်းပွင့်လင်းမြင်သာစွာအတိပေးထုတ်ပြန်ရန်တာဝန်ရှိကြောင်းသိစေရန် ဆိုလိုခြင်းဖြစ်ပါတယ်ဆိုလိုအဲ့ဒါထောက်ပြထားပါတယ်မှန်ပါတယ်ဒါတော့ကျွန်တော်တို့ဒီနောက်လာတရနေ့ရစပြီးတော့ကျွန်တော်တို့ mobile phone တွေကနေပြီးတော့ကျွန်တော်တို့အခွန်900ခန်းလုံးပေးဆောင်တော့မှာပါဒီလိုမျိုးပေးဆောင်တဲ့အခါမှာမြန်မာနိုင်ငံမှာကျွန်တော်တို့တွေအခုလက်ရှိဖုန်းသုံးဆွဲတဲ့လူတွေမြင့်တက်လာတဲ့အတွက်ကြောင့်မလို့ဒီရရတဲ့အခွန်အခတွေကို operator တွေကနေတော့တစ်ဆင့်နိုင်ငံတော်ကိုပေးဆောင်တဲ့အခါမှာဘယ်လိုမျိုးပေးဆောင်ပါလဲဒီရရတဲ့အခွန်စီးကျက်မှုတွေကို ဘလောက်ထိပွင့်လင်းမြင်တာမျိုးရှိရှိထုတ်ပြန်ပါလဲနောက်တစ်ခုကျွန်တော်တို့ဒီမှာဆက်သွယ်ရေး line တွေက hello 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 နဲ့အချိန်ကြာမြင့်နေတဲ့အချိန်မှာဒီဘက်က service ကောင်းကောင်းမပေးနိုင်သေးတဲ့အချိန်မှာအခုလိုမျိုးအခွန်ကောက်တာဟာဖြစ်တင်တယ်လားမဖြစ်တင်ဘူးလားဆိုတဲ့အပေါ်မှာလည်းဝေမှုတွေရှိနေတာပါဟုတ်ကဲ့ပါကိုကြီးနောက်တစ်ပုတ်အနေနဲ့ညီမကတော့ပြည်မြန်မာမှာဗားတဲ့သတင်းလေးတစ်ခုကိုရွေးချယ်ထားပါတယ်ဗောနော်အရှင်ဦးဆုံးခေါင်းစည်းလေးဖျက်ပြချင်ပါတယ်ဖန်နာရေးရန်ပုံငွေနှစ်လုပ်ငန်းများကွာဟနေဒီကိုလက်ရှိအစိုးရဤသက်ဆိုင်ရာဝန်ကြီးဌာနများကလွတ်တော်သို့လာရောက်ရှင်းလင်းပြီဆိုပြီးတော့ပြည်မြန်မာက ခုလိုမျိုးလေးခေါင်းစည်းလေးတင်ထားပါရရှင်ဒီ2015 2016ဘန်နာရေးနှစ်နဲ့2016 2019ဘန်နာရေးရန်မုံငွေနှစ်ခုအတွက်ပေါ့နော်ရန်မုံငွေနဲ့စီမံကိန်းလုပ်ငန်းတွေကွာဟနေတဲ့ကိစ္စကိုလက်ရှိအစိုးရရဲ့ဒီသက်ဆိုင်ရာဝန်ကြီးဌာနများမှရန်ကုန်တိုင်းဒေသကြီးပေါ့နော်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာမတ်လ28ရက်နေ့နဲ့မတ်လ29ရက်နေ့မှာလာရောက်ရှင်းလင်းမယ်ဆိုပြီးတော့ဘသူကပြောထားရလဲဆိုတော့ဘန်နာရေးစီမံကိန်းနှင့်စီးပွားရေးကော်မတီဥက္ကဋ္ဌဒေါ်ဆန္နာမင်းကပြောကြားထားတာပါ ါကတော့လွတ်တော်အစည်းအဝေးမှာဗောနော်ရန်ကုန်တိုင်းလွတ်တော်အစည်းအဝေးမှာဒေါ်ဆန္ဒမင်းကပြောခဲ့တာဗောဒါဒုတိယကျရန်ကုန်တိုင်းလွတ်တော်ကြီးဒီလွတ်တော်ပုံမှန်အစည်းအဝေးပြင်စမနေ့မှာဗောနော်24ရက်နေ့မှာမီဒီယာတွေရဲ့မေးမြန်းမှုကိုသူပြန်လည်ပြီးတော့ဖြေကြားထားတာပါရှင်သူဖြေကြားထားတာကတော့ဒီမှာ ။ရန်ကုန်ဝေးကတော့တောင်းထားပြီးမြေပြင်မှာသွားရောက်စစ်ဆေးတဲ့အခါလုပ်ငန်းလုပ်ကင်မှုမရှိတာတွေ့ရတယ်။ဒါကသူတို့ကိုယူထားတယ်ပြောတာမဟုတ်ဘူး။ရရှိတဲ့ရမုံငွေကိုအခြားနေရာမှာခေါင်းစဉ်ပြောင်းပြောင်းပြီးတော့သုံးတာလည်းဖြစ်နိုင်တယ်ပေါ့နော်။ဒါကြောင့်ပြည်သူတွေအမြင်ရှင်းသွားအောင်သက်ဆိုင်ရာဝန်ကြီးဌာနတွေကလွှတ်တော်မှာလာရောက်ရှင်းလင်းပေးဖို့တောင်းဆိုရတာပါဆိုပြီးတော့ထော်ဆန္ဒမင်းကသူကသူ့ရဲ့သုံးသက်ချက်လေးကိုသူပြောထားပါတယ်ရှင်။ဒါကတော့အချို့ဒီစီမံကိန်းတွေမှာတခုတချို့ပေါ့နော်ဒီလုပ်ငန်းတွေကွာဟနေတာနဲ့ပတ်သက်ပြီးတော့သူတေချာပြောထားတာပါရှင်။ဒါ ဒီဟာနဲ့ပတ်သက်တဲ့ဒါတွေမကသေးပါဘူးပေါ့နော်တခြားဒီညီမတို့ဒီရန်ကုန်မြို့တော်ဒီအပန်းဖြေအပန်းဖြေဥယျာဉ်ကြီးပေါ့နော်ဒီဥယျာဉ်နေနဲ့ပတ်သက်ပြီးတော့လဲအခွန်အခတွေကကောက်ခံတဲ့နေရာမှာညော်နေနေတာတွေကိုတွေ့ရတယ်ဆိုပြီးတော့လဲပြောထားတာတွေလည်းရှိပါတယ်ပေါ့နော်အဲ့တော့ဒီဟာတွေကိုသူတို့ဘယ်လိုပုံစံမျိုးနဲ့ဒီလက်ရှိတက်လာမဲ့အစိုးရအသစ်ကဘယ်လိုပုံစံမျိုးနဲ့ဖြေရှင်းမလဲဆိုတာတော့ညီမတို့ဆက်ပြီးတော့ကြည့်ရမှာပေါ့ရှင်ဟုတ်ကဲ့ပါ ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ daily 11သတင်းစာမှာဖော်ပြပေးထားတဲ့သတင်းတစ်ပုဒ်ကိုကျွန်တော်ဖတ်ပြပေးကြပါမယ်။ဒါကတော့အရင်ပဲစိတ်ဝင်စားစရာကောင်းတဲ့သတင်းတစ်ပုဒ်ပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီနိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်ခံထားရတဲ့သူကကျွန်တော်တို့အခုပေါ့နော်ပြောင်းရွေးကောက်ပွဲကော်မရှင်တာဝန်ထမ်းဆောင်မှုတဲ့ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်၅ဦးကိုရွေးချယ်လိုက်တယ်ဆိုတဲ့သတင်းကိုဖော်ပြပေးထားတာပါ။ဒီသတင်းကောင်းဆုံးကျွန်တော်ဖတ်ပြပေးပါမယ်။သတင်းကောင်းဆုံးမှာဘယ်လိုဖော်ပြထားလဲဆိုတော့နိုင်ငံတော်သမ္မတအဖြစ်ရဲ့ရွေးချယ်ခံထားရတဲ့သူကပြည်တော်စုရွေးကောက်ပွဲကော်မရှင်မှာတဲ့တာဝန်ထမ်းဆောင်မဲ့ဥက္ကဋ္ဌအပါအဝင်အဖွဲ့ဝင်၅ဦးရဲ့အမည်စင်းတွေကိုတဲ့ပြည်တော်စုလွှတ်တော်မှာတင်သွင်းဆိုပြီးတော့ဖော် ော်ပြပေးထားပါတယ်ဒီမှာဆက်ပြီးတော့ဖော်ပြပေးထားတာကနိုင်ငံတော်သမ္မတအဖြစ်ရဲ့ရွေးချယ်ခံထားရတဲ့သူကသမ္မတဦးထင်ကျော်ပေါ့နော်သူကပြောင်းလဲရွေးကောက်ပွဲကော်မရှင်မှာတဲ့တာဝန်ထမ်းဆောင်မဲ့ဥက္ကဋ္ဌအပါအဝင်အဖွဲ့ဝင်၅ဦးရဲ့အမည်စင်းကိုလည်းလွှတ်တော်ကိုတင်သွင်းကြောင်းမလ29ရက်နေ့မှာလည်းကျင်းပတဲ့ပြောင်းလဲလွှတ်တော်အစည်းအဝေးမှာလည်းလွှတ်တော်နိုင်ငံကမန်ဝင်းခံတန်းကပြောကြားခဲ့တာပါတဲ့ဒီမှာဘယ်သူတွေပါလဲဆိုတော့ဗောနောပြည်တော်စုရွေးကောက်ပွဲကော်မရှင်မာတဲ့တာဝန်ထမ်းဆောင်ရအမည်စင်းတင်သွင်းခံရတဲ့အဖွဲ့ဝင်၅ဦးမှာတဲ့တဦးလှတဲ့နှစ်ဦးလှ 3ဦးထွန်းခင်4ဦးစိုးရဲ5ဦးအောင်မြင့်တို့ဖြစ်ကြပြီတဲ့အစိုး9အစိုးပါ9ဦးတွင်တဲ့ဦးလာသိန်းအားကော်မရှင်ဥက္ကဋ္ဌဖြစ်ခန့်ရန်တဲ့နိုင်ငံတော်တမနာအဖြစ်ရွေးချယ်ခံထားရတဲ့သူကအစိုးပြုတင်ပြတယ်ဆိုတော့ဖော်ပြထားပါတယ်ဒီဥက္ကဋ္ဌဖြစ်ရွေးချယ်တင်ခံထားရတဲ့ဦးလာသိန်းအားကျွန်တော်လက်ရှိမိထီတာခရိုင်ရွေးကောက်ပွဲဖွဲ့ခွဲပါကော်မရှင်ဥက္ကဋ္ဌဖြစ်တာဝန်ထမ်းဆောင်နေရပါတယ်ဒီဝစိတ်ဝင်စားစရာကောင်းတာကလက်ရှိအနိုင်ရ2015ရွေးကောက်ပွဲမှာအနိုင်ရထားတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာမိထီလာ မှာပေါ့နော်ကျွန်တော်တို့ဒီနေမျိုးလှတ်တော်ကိုယ်စားလှယ်နေရအားလုံးကိုဆုံရှုံခဲ့ရတာပေါ့နော်ပြိုင်ပွဲမှာရှုံနေခဲ့ရပေမဲ့အဲ့ဒီနေမှာရှိနေတဲ့ကျွန်တော်တို့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုကျွန်တော်တို့ရွေးကောက်ပွဲကော်မရှင်ပေါ့နော်ဥက္ကဋ္ဌအဖြစ်ခန့်လိုက်တယ်ဆိုတာတကယ်စိတ်ဝင်စားစရာပါနော်တရှိအာရယအနိုင်ရမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသူရှုံနေခဲ့တဲ့နေမျိုးမှာတာဝန်ထမ်းဆောင်တဲ့မြို့နယ်ပွဲပေါ့နော် ယူကော့ဘွဲကော်မရှင်ဥက္ကဋ္ဌတယောက်ကိုပြောင်းယူကော့ဘွဲကော်မရှင်ဥက္ကဋ္ဌအနေနဲ့တင်လိုက်တာတကယ်ပဲစိတ်ဝင်စားစရာကောင်းပါတယ်။ဟုတ်ကဲ့ပါကိုရီနောက်တစ်ပုတ်အနေနဲ့ညီမတို့ဒီလက်ရှိအမျိုးသမီးလေးတွေတတိထားစေဖို့အတွက်ပေါ့နော်။ဒီ online နေမှာလည်း online မှာလည်းဒီသတင်းကတော်တော်များများပြန့်နေအောင်တွေ့ရပါတယ်။7 day မှာပါလာပါချင်းဒီသတင်းလေးကမျိုးသမီးများအားလိမ်မိုင်းဆိုင်ရာမြူဆွဲသူများကိုမျိုးနယ်ရဲစကန်များတွင်တိုင်ကြားနိုင်ဆိုပြီးတော့ခေါင်းသီးလေးတင်ထားပါတယ်။ဒါကတော့ပြီးခဲ့တဲ့ဒီရပ်ပိုင်းလောက်ကဒီ တိုက်စီကားပေါ်မှာဖြစ်သွားတာပေါ့နော်တိုက်စီကားပေါ်မှာဒီအမျိုးသမီးလေး၂ယောက်ဦး၂ယောက်ပေါ့နော်တာမီ၂ယောက်လို့တည်ရပါတယ်ရှင်တာမီ၂ယောက်ကစေကန်သွားတဲ့အချိန်မှာဒီကားပေါ်ကဒီကားသမားပေါ့နော်ရှင်မောင်းတဲ့သူကမိပွိုင်းမိနေတဲ့အချိန်မှာကောင်မလေးဟိုဒီအပြာကားပေါ့နော်ပြောမယ်ဆိုရင်သူ့ကိုပြနောက်ကနေကောင်မလေးမြင်အောင်သူပြီးတော့အတန်ပိတ်ပြီးတော့ဖွင့်ပြတာဟိုဒါကောင်မလေးကဟိုကြောက်ပြီးတော့ဘာမှမပြောရဲဘူးပေါ့နော်ပြောရဲပေမဲ့အဲအဲ့လိုမျိုးဒါတွေရှိခဲ့တယ်ဆိုပြီးတော့ဒီသတင်းလေးမှာဒါနဲ့ပတ်သက်ပြီးတော့ တိုင်ကြားနိုင်တယ်ပေါ့နော်ဒီလိုမျိုးတို့လိမ်ပိုင်းဆိုင်ရာမြို့ဆဲသူတွေဆိုပြီးတော့ဒီတိုင်ကြားနိုင်တယ်ဆိုပြီးတော့ရေးထားတာပါရှင်ဒီထဲမှာတော့ရှဲမှုတွေပြောထားတာပေါ့နော်ကျွန်တော်တို့လည်းအဲ့ဒီတပုံတွေကြည့်ရပါတယ်တဲ့ကာယကံရှင်ကိုယ်တိုင်တော့လာရောက်တိုင်ကြားတာတွေမတွေ့သေးပါဘူးနေမီရဲမှာတော့အဲ့ဒီကားနံပါတ်ကိုလိုက်စုံစမ်းနေပါတယ်အမျိုးသမီးကိုလည်းစကန်းမှာလာရောက်တိုင်ကြားပါလို့ပြောချင်ပါတယ်ဆိုပြီးတော့ဒီတောင်ကလာပါမျိုးမရဲ့စကန်းတူရဲမှုပေါ့နော်မြစ်လွင်တန်းကပြောထားတာပါဒီ တိုက်စီကားပေါ်မှာပါသွားတဲ့ကောင်မလေးကတော့လာရောက်တိုင်ကြားခြင်းမရှိသေးဘူးဒါပေမဲ့သူ့အနေနဲ့တော့တိုင်ကြားစေခြင်းနဲ့ပေါ့ဒါနဲ့ပတ်သက်ပြီးတော့ဒီရဲမှုတွေပြောထားတာလည်းအများကြီးရှိပါတယ်ရှင်ဒါဟိုအဒီလိုမျိုးပြသရုံနေမကောက်ဘောเนาะလက်ဝဲမှာတိမ့်စီထားတာတွေဆိုရင်တော့မှပဲဖမ်းလို့ရတယ်ဆိုပြီးတော့ဒီထဲမှာဒီသတင်းထဲမှာဖော်ပြထားတာကိုတွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့တရားလွှတ်တော်ရှေ့နေတူပြောထားတာလည်းရှိပါသေးတယ်။ကျမတို့တိုင်းပြည်မှာအမျိုးသမီးငယ်တွေအခုလိုစော်ကားခံချက်ချင်းဖြစ်ရှင်းပေးနိုင်တဲ့အရာတွေမရှိသေးဘူး။ ရဲစခန်းသွားတိုင်ရင်လည်းတရားရုံးဥတိုက်လျှောက်ခိုင်းမယ်တရားရုံးကိုဥတိုက်လျှောက်တော့ရဲစခန်းကိုတရားခံပြန်ရှာခိုင်းမယ်ဒီလိုနဲ့ကြာနေတဲ့ခါကျတော့တိုင်မဲ့သူလည်းမတိုင်ကျင်တော့ဘူးဒီအမှုတွေလည်းအများကြီးဖြစ်လာတယ်ဆိုပြီးတော့ဒီလွတ်တော်ရှိနေတယောက်ကပြောထားပါတယ်မျိုးသမီးတွေကိုယခုကဲ့သို့လိမ်မိုင်းဆိုင်ရာစော်ကားမှုများရှိပါကပြစ်မှုဥပဒေပုံမှန်900ကိုဖြစ်တရားစွဲနိုင်ပြီးထောင်ဒဏ်တစ်နှစ်နဲ့ငွေဒဏ်မှာချမှတ်နိုင်တယ်ဆိုပြီးတော့ဒီတရားသူကြီးဆုံးဖြတ်ချက်ပေါ်မှာမူဟိုဒါလည်းမကသေးပါဘူးဗောနော်ဒီဟာဒါတရားသူကြီးရဲ့ဆုံးဖြတ်ချက်ပေါ်မှာလည်းမူတည်ရဲဆိုပြီးတော့ တရားလွတ်တော်ရှိနေတူကပြောထားပါပြောထားတာပါမမြည်သူမဆိုတဲ့ညဉ့်ဉန်းဗီဒီယိုကားများဓာတ်ပုံများစာသားတွေကိုဖုံးတွင်းထားရှိပြီးသက်ဆိုင်ရာတာဝန်ရှိသူများစစ်ဆေးတွေ့ရှိပါကညဉ့်ဉန်းဗီဒီယိုကားများလက်ခံထားရှိခြင်းဥပဒေဖြင့်ဖမ်းဆီးအရေးယူနိုင်တယ်ဆိုပြီးတော့ဒီကမာရွတ်မြို့မရဲစခန်းကရဲမှုစော်ဝင်ကပြောထားတာပါဒါတော့တတိထားစရာပါเนาะဒီစင်ကျင်ကျင်နဲ့ပေါ့เนาะကျွန်တော်တို့ဒီအမျိုးသမီးတွေကြားမှာလဲဒီတတိထားစရာကိစ္စလေးတခုပါဒါနဲ့ပတ်သက်လာရင်လည်းဥပဒေကြောင့်အရာအရေးယူမှုတွေလုပ်လို့ရပါတယ် တက်ဆိုင်ရနေမြေစခန်းတွေကိုကိုယ့်ရဲ့လုံခြုံမှုအရာတိုင်တန်းမှုတွေလည်းပြုလုပ်လို့ရပါလေဘယ်လိုအရေးယူမှုတွေလုပ်မလဲဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်နောက်ထပ်ကျွန်တော်ဒီအစီအစဉ်ရဲ့နောက်ဆုံးတခုအနေနဲ့ပေါ့ကျွန်တော်ကာတုန်တစ်ပုဒ်ကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်စံတော်ချင်းနေ့စဉ်သတင်းစာမှာဖော်ပြပေးထားတဲ့ကာတုန်လေးတစ်ပုဒ်ပါပဲဗျဒီကာတုန်မှာဘာကိုပြောထားလဲဆိုတော့ပေါ့နော်ဒီဆုံးကကျွန်တော်အေဒါအပေါ်မှာဖတ်ပြခဲ့တဲ့ဒီလိုပါပဲကာတုန်ဆရာက ထောက်ပြထားတာကတော့ဒီမှာအမျိုးသမီးတယောက်ရှိမယ်အမျိုးသားတယောက်ရှိမယ်ဗျအမျိုးသားကဘာပြောလဲဆိုတော့ရေကုန်နဲ့မီကုန်နဲ့မြေကုန်လူကုန်ဒီလာကုန်ရင်နဲ့လေကုန်မှာလာအောင်မတယ်တဲ့နင်သားနဲ့သမီးတွေကိုတဲ့မလိုအပ်ဖဲပုတ်နေတာတွေအလျှော်ခိုင်းပေးစမ်းပါဆိုပြီးတော့အမျိုးသားပြောလိုက်တယ်ခင်ဗျအမျိုးသမီးကဘာပြန်ပြောလဲဆိုတော့ဒီအေပယ်တရက်နေရပါတော့စပြီးတော့ဖုန်းခွန်900ခန်းတော့ကောက်ခံတော့မယ်ဆိုတော့အမျိုးသမီးအဲ့တမှာတိသွားတာပေါ့နော်အဲအကြောင်းမလို့မျိုးသားပြောလိုက်တာပါ နေတာသမီးတွေကိုလည်းပုတ်နေတဲ့ဥစ္စာတွေရှော့ခိုင်းပါဆိုပြီးတော့ဖော်ပြပေးထားပါတယ်ခင်ဗျာ။ဟုတ်ပါမိုဘိုင်းဖုန်းတွေပေါ်လာတဲ့အများသောအဖြစ်လူငယ်တွေကိုကြည့်လိုက်မယ်ဆိုရင် online ပဲကြည့်နေတာ Facebook ပေါ့နော်ဒါပဲသုံးနေရတွေ့ရတယ်။ဟုတ်ကဲ့ပါဒီကတ်တုန်းလည်းပဲမလ26ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာတွေ channel တွေကစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဒီ season ကိုကြည့်ရှုနေတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ခင်ဗျာ။